အညာဆင်းရောယောရဘုံမနေ့ကတချေတို့ဒီအောက်ဆိုတဲ့ဟန်ကြောင်ကိုတင်ပြီးသွားတာပေါ့နော်အဲကျတော့ဒီနေ့တချေတို့ sound attack ဆိုတဲ့ဟန်ကြောင်ကိုတင်ပြီးသွားမှာဖြစ်ပါတယ်ဒီဟန်ကြောင်ကလည်းပဲသုံးနာများပါတယ်ပြီးတော့ဒီဟန်ကြောင်ကလည်းပဲအတိတ်ပဲအများကြီးရှိရတဲ့အထက်မှအခုဒီ dictionary ထဲမှာဆိုရင်နံပါတ်1အတိတ်ပဲဖြစ်တယ် sound ဆိုတဲ့ဒီ attack ဆိုတဲ့ဒီအတိတ်ပဲပေါ့နော် we ဆိုတာ attack အပေါ်ကိုပြောတာပါ อีมดิมဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ဘယင်းကိုပြောချင်တာအဲကျတော့ तू ကဒီမြင့်မြတ်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိရပေါ့เนาะအထက်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်လို့ဘယင်းကမြင့်မြတ်တာကိုအဲကျတော့ဘယင်းမင်းအဲ့လိုအဓိပ္ပာယ်လည်းရှိတယ်အဲကျတော့ချေလိုမင်းရဒီဟာဆိုတဲ့အောက်ဆိုတဲ့ဒီဟန်ကြာလေးကိုချေလိုတင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကတော့သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဒီ we ဆိုတဲ့အထက်ဆိုတဲ့ဟန်ကြာကိုတင်မယ်ပေါ့เนาะအဲကျတော့ဒီနှစ်ခုကဆန့်ကျင်ဘက်ပေါ့အဲကျတော့တွဲလိုက်ကြက်ကြပေါ့အဲဒါဆိုရင်ပို့ပြီးရော မမိလွယ်နေပေါ့နော်။ဒါကြတော့ဒီမှာဆိုလို့ရှိရင်ကြီးဆိုတာကခြေလို့မြေကြီးကိုပြောတာပါ။အဲကြတော့ဆောင်းဆိုတာကအထက်ကိုပြောတာ။အဲကြတော့မြေအထက်ဆိုတော့ဘာဖြစ်မှာရောမြေပေါ်ကိုပြောချင်တာ။ဒါပဲနော်။မနီးကခြေလို့ကြီးဟာပြောခဲ့တယ်ဆိုရင်မြေအောက်ကိုပြောတာပါ။အခုကြီးဆောင်းလို့ပြောတယ်ဆိုလို့ရှိရင်မြေအထက်မြေပေါ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ။ဒါပဲနော်။ဒါပြီးရင်နောက်တစ်လုံးကိုခြေလို့ကြည့်ကြရအောင်။နောက်တစ်လုံးကကြတော့ဗာလဲဆိုရင်စူးဆောင်း 자, 아, 또레벨리 마시게 상수라가 바우벼 아래 채로 아뽀 채수래 아, 레베 우벼시나. 다음에는 아저 리마시의 수술래 한자 피발에 두아 레베 두아자로 발에 솔로시이 히솔의 레베 여러분 알고 있는 물 ရေဆိုတဲ့အဓိပ္ပာယ်ကိုပြပြပေးရတူရမယ်เนาะအဲကြတော့မူးဆိုတာရေဆောင်းဆိုတာကပေါ်ဆိုတော့ရေပေါ်ပေါ့ဟုတ်တယ်မလားပုံမှန်ချေတို့ကိုအင်းလေးတွေပါတယ်မှဆိုရင်ရေပေါ်စည်းတွေရှိရမလားအဲအဲ့ဒါတွေကိုဆူဆောင်းစီဂျန်လို့ပြောလို့ရတယ်ရမယ်เนาะရေပေါ်စည်းအဲဒါကြောင့်မလို့ဆူဆောင်းဆိုတာကဒီမှာဟန်ကြအဓိပ္ပာယ်ရေပေါ်ဆိုတဲ့အဓိပ္ပာယ်ရမယ်เนาะဒါမှမဟုတ်ပဲねချေတို့ရိုးရိုးမီနီဆူဆောင်းဟာတာလို့ပြောရဲဆိုလို့ရှိရင်ဒီမှာရှိရဲ့ ဒီစူဇန်ကဒါကြတော့တခြားမီနင်းဖြစ်သွားပြီရမယ်เนาะဒီအဓိပ္ပာယ်ကကြတော့ထူးဆန်းနေဆိုတဲ့အဓိပ္ပာယ်ရမယ်เนาะအဲ့ဒါကြောင့်မလို့စလုံးကတော့တူပေမဲ့ဒီတုံးထားတဲ့ဟန့်ကြာတေးဥစာကကွဲတဲ့အတွက်ကြောင့်မလို့အဓိပ္ပာယ်လည်းကွဲသွားတာပေါ့အဲ့ဒါကြောင့်မလို့ကိုရီးယားမှာစလုံးတူပြီးတော့အဓိပ္ပာယ်ကွဲတဲ့ဟာတွေများတယ်ဆိုတာကဒါကြောင့်မလို့အဲ့လိုဖြစ်နေတာပေါ့เนาะဒါပြီးရင်နောက်တစ်ခုကကြတော့ချူဆန်းဒီချူဆန်းဆိုတဲ့စကားကိုကိုရီးယားရှေးကနေကြည့်ရဆိုလို့ရှိရင်ကြားပူလာတော့မသိဘူးပေါ့เนาะဘယင်ကိုသူတို့က ခြူဆောင်လို့ခေါ်တယ်။ဒါမှမဟုတ်ပုံမှန်ဆိုလို့ရှိရင်ချက်တော့ခြူဆောင်ချောင်းသာလို့ခေါ်ကြတာပေါ့။ဒါမှမဟုတ်ချောင်းသာဆိုပြီးတော့လေအလိုချာဘူးလားတော့မသိဘူး။ဒါမှမဟုတ်ခြူဆောင်ချောင်းသာဒီမှာဆိုလို့ရှိရင်သူကပါလဲဆိုလို့ရှိရင်ခြူဆောင်ဆိုတာဘယင်းကိုပြောနေတာ။အဲကြတော့ဘယင်းဆိုတာကမြင့်မြတ်တဲ့ခြူဆိုတာကတခင်ကိုပြောတာပေါ့။မြင့်မြတ်တဲ့တခင်ဆိုတဲ့အဓိပ္ပာယ်အဲကြတော့ဘယင်းဆိုတဲ့အဓိပ္ပာယ်နဲ့ချက်တော့တုံးလို့ရတယ်ပေါ့နော်။အဲကြမလို့ခြူဆောင် ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့မနီးရဟာ ਨੇ ဆက်ဆက်တာပေါ့နော်မနီးရကြတော့ e ဟာဆိုတာကတစ်ခုခုအရေးအတွက်ရဲ့ out ဆိုတဲ့အဓိပ္ပာယ်ပေါ့မှာ9ယောက် out 4ယောက် out လို့ပြောချင်တယ်ဆိုရင်3နဲ့အဲဆိုရင်4ယောက်အထက်ဆိုရင်ရောတချက်ဘလို့ပြောမလဲ e ဆောင်လို့တုံးပါတယ် e ဆောင်ဆိုတာအထက်ဒါမှမဟုတ်မသာဆုံးမြောင်း e ဆောင်9ယောက်အထက်10မြောင်း e ဆောင်3ယောက်အထက်အဲ့လိုတုံးလို့ရတယ် ဒါပဲเนาะဒီနှလုံးကခြေရို riding ရေးတဲ့အချိန်မှာလည်းသုံးနိုင်များပါတယ်เนาะခနန်းကြီးရဲ့နောက်မှာဒီ unit တွေရဲ့နောက်မှာသုံးနေဟာကိုဘယ်လိုပြောမလဲအဲ့လိုသုံးလို့ရတယ်ပေါ့เนาะ၅ရောက်အထက်၃ရောက်အထက်၄ရောက်အထက်၄ရောက်အောက်အဲ့လိုသုံးလို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့စာချဆုံးလို့လို့ခေါ်တယ်ဒီတိရုပ်စာဟန်ကြ၄လုံးတွဲထားတဲ့စလုံးလေးပေါ့เนาะဒီမှာဆိုရင် mark sound mark ဆိုတဲ့အဓိပ္ပာယ်ပါသူကကြတော့ဗာလဲဆိုရင် sound ဆိုတာကအပေါ်ဟာဆိုတာကအောက် mark ဆိုတာက တိတ်မကွာဘူးဆိုတဲ့အတိပဲတူညီနေတယ်ဆိုတဲ့အတိပဲအဲ့လိုအတိပဲအဲဒါကြောင့်မလို့သူ့ရဲ့အတိပဲကကြတော့ပူပြီးတော့လည်းမနှိမ်ဘူးပူပြီးတော့လည်းမများဘူးဆိုတဲ့အတိပဲအဲကြတော့တိတ်ပြီးတော့ခြားကြီးက absorb ရောတိတ်กว่าခြားမှုမရှိဘူးဆိုတာကိုပြောချင်တယ်ဆိုရင်ချေလို့တုံးလို့ရတယ်စာကြဆုံးတော်လို့ခေါ်တယ်ဒီဟန်ကြလီးလုံးပေါင်းထားတဲ့မြင်းငင်လေးဖြစ်ပါတယ်မက္ဆာမက္ခာပြောမယ်ဆိုလို့ရှိရင်သူနဲ့ကိုနဲ့ကဘာမှတိတ်မကွာဘူးဆိုတဲ့အတိပဲ ါပဲเนาะဥပမာအားဖြင့်음အရက်ကိုတိုင်းနေပဲထားပါတော့သူကအရက်က165ကိုကအရက်က164တရမ8ဆိုရင်ဒါတိတ်မကွာတော့ဘူးလေနော်ကရမူလေးနဲ့မက္ဆာမခတာမက္ဆာမခရေယောအလိုပြောလို့ရတယ်ဥမာအစင်းတင်းနဲ့အစင်းနစ်ဆိုလို့ရှိရင်လည်းပဲအမက်ကဥပမာဟိုနှစ်မက်နဲ့ပဲကွာတာပဲဖြစ်ဖြစ်၃မက်နဲ့ပဲကွာတာဖြစ်ဖြစ်အဲ့ဒီအချိန်မှာလေအာမက္ဆာမခလို့ပြောလို့ရတယ်ရမှာနော်တိတ်မတအောင်တိတ်လဲအမ်ဘယ်လိုပြောမလဲမတိတ်လဲတော်တာမဟုတ်ဘူး တိတ်လည်းမတော်တာမဟုတ်ဘူးအလိုပေါ့ရမလို့ဒီနှစ်ခုကခြာခြာကြီးက없어အလိုမျိုးတိတ်ပြီးတော့ကွာချမှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်မှာသုံးလို့ရပါတယ်ပြီးရင်ဆောင်းပန်းကြီးဆောင်းပန်းကြီးဆိုတာကမနီးရဟာရဲ့ဆန့်ကျင်ဘက်ပေါ့နော်ဟာပန်းကြီးဆိုတာကချဲလို့ဒီနှစ်တစ်နှစ်ရဲ့ ဒီနှစ်ပိုင်းပိုင်းလိုက်မယ်ဆိုရင်6လတစ်ဖြက်ပိုင်းလိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးတစ်ဖြက်ကိုတစ်ချက်တော့ဟာပန်ဂီလို့ခေါ်တယ်အဲဒါဆိုရင်ဆောက်ဆိုတာကအထက်ဖြစ်တဲ့အတွက်ကြောင့်မလို့အရှိရတစ်ဖြက်ပေါ့အဲကြတော့တလာပိုင်းကနေပြီးတော့6လပိုင်းအထိကိုတစ်ချက်တော့ဆမ်ပန်ဂီလို့ခေါ်လို့ရပါတယ်ပုံမှန်ကုမ္ပဏီတွေမှာဆိုလို့ရှိရင်ချယ်ရိုရပို့ရရတယ်ပေါ့နော်အဲကြတော့ဆမ်ပန်ဂီမှာဒီရောင်းအားဘယ်လောက်ရှိလဲဟာပန်ဂီမှာရောင်းအားဘယ်လောက်ရှိလဲ marketing plan ဆိုရင်လည်းဆမ်ပန်ဂီမှာဘယ်လိုလုပ်ရမလဲဟာပန်ဂီမှာဘယ်လိုလုပ်ရမလဲအဲဒါမျိုးတွေချယ်ရိုရှိရယ်ပေါ့နော် ကြောင့်မလို့ဆမ်ပန်ကြီးဆိုတာကကြတော့တလပိုင်းကနေ6လပိုင်းအထိတစ်ဖက်ရမလို့နှစ်တနည်းရဲ့ပထမတစ်ဖက်ပေါ့6လနဲ့အဲ့လိုဖြတ်လိုက်မယ်ဆိုရင်ဟာပန်ကြီးကကြတော့6လနေပြီးတော့7လပိုင်းအထိကိုခေါ်တယ်ရမလို့အဲ့ဒါကြောင့်မလို့ဒီလိုမီးနင်းလေးတွေအထက်နဲ့အောက်ကိုဖော်ပြတဲ့မီးနင်းလေးတွေကိုချယ်ဒီနေ့ပြောပြလိုက်တယ်ရမယ်နော်အဲ့ကြတော့စာလေးတွေလိုက်လုပ်ပြီးတော့ အော်တချို့မိငင်းလေးတွေတီးချင်တဲ့ရှိရင်လည်းချင်ကိုပြင်ပြောပြပေါ့ဒီမှာအခုစူးစမ်းကြည့်ကြံပြောထားတယ်ဆိုတော့မနေ့ပြင်ကြလို့ရှိရင်ချင်တို့နောက်ဗီဒီယိုမှာရီဆိုတာနဲ့ဆိုင်တဲ့မိငင်းလေးတွေကိုချဲထက်ပြီးတော့တင်ပြတော့ပါမယ်အကြတော့ချဲရဲ့ဗီဒီယိုလေးတွေကိုအခုပုံမှန်လိုက်ကြည့်နေကလေးလေးတွေလည်းရှိရဲဆိုတော့ဗာပဲပြောပြောတခြားလေးလိုက်ကြည့်ပြီးတော့ အာဟန်ဆာမီနင်းလေးတွေများများတည်ထားလဲဆိုတော့လေကို့အတွက်ကတော့အထောက်အကူဖြစ်တာပေါ့နော်အဲဒါကြောင့်မလို့ဗီဒီယိုလေးအထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ချဲရဲ့ဒီ YouTube channel လေးကို subscribe လေးမလုပ်ရတည်ရင်လည်းရော်တော့ပို့အမှ click ကလေးရှိပါတယ်ချဲ channel လေးကို subscribe လေးတစ်ချက်လောက်နှိပ်ပေးပါဦးနော်ပြပြဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုလည်းများများလေး share ပေးကြပါလို့ပြောရင်းနဲ့ချဲဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်မယ်ချဲတို့နောက်နေ့မှာတခြားဒီဟန်ဆာဗီဒီယိုနဲ့ပြန်ပြီးရော်ချဲတို့တွေ့လာကြမယ်ရမယ်နော်အဲဒါဆိုလို့ရှိရင်ရော်တော့ပို့အညုံ